္ဂလာပါရှင်ခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကပေရင်ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးချုပ်ဆိုလိုက်ပါတယ်ဆင်မကတော့ Solar နေနီဖြစ်ပါတယ်ဆင်မခုပြပြပေးသွားမယ်အကြောင်းအရာလေးတွေကအရင်တစ်ပတ်ကအဆက်ဖြစ်တဲ့မဟာဗုဒ္ဓကျွင်းနေရဲ့တောက်ကြသားသမီးတွေရဲ့နာနာအခြေရေးခန္ဓာလူမှုရေးပေါ့နော်စီးပွားရေးအမချမ်းမာရေးပညာရေးခန္ဓာလေးကိုဆင်မပြပြပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ဲ့တော့တကျွင်းတောက်ကြတာသမီးရစားဘွားလေးပေါ့နော်ဒါမြစ်တာရေးခန္ဓာလေးတွေအရင်ဆုံးစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြတာသမီးလေးတွေရဲ့မြစ်တာရေးခန္ဓာလေးတွေမှာတော့ကံကောင်းမလို့နဲ့ကံခေတက်တဲ့သူမျိုးလေးတွေဖြစ်တယ်ဘဝမှာအချစ်ဦးပြိုကွဲခြင်းရီစားဦးပြိုကွဲခြင်းများဘဝမှာကြုံတွေ့ရလိမ့်မယ်ငွေစင်မှာအရွယ်ရောက်ပြီးဆိုရဲရမမိကိုစိတ်ဝင်စားတဲ့သူတွေသဘောကျတဲ့သူတွေများပြားစေတတ်တယ်သို့ပေမဲ့ပေါ့နော်မမိတို့ကရီစားများပြီးအဖက်မတင်တာမျိုးတွေရှိမယ်နောက်ပြီးတော့ဒီစားတာရှင်လေးတွေက ါတော်တော်အများများပေါ့နော်ဒါကြုံတွေ့ရတဲ့အဲဇာတာရှင်လေးတွေမှာဘလိုမျိုးလေးတွေကြုံတွေ့ရလဲဆိုရင်မြစ်တာရဲ့ခန္ဓာလေးမှာမလွတ်လပ်သူလေးတွေနဲ့နော်ဒါကိုမလွတ်လပ်သူတွေအိမ်အောင်ရှိတဲ့သူတွေပေါ့နော်ဒါအိမ်အောင်ခွဲတွေကိုလာပြီးခြိကက်တာမျိုးနော်တက်ကြီးပိုင်းတွေမမျိုးနော်ဒါလာပြီးတော့ခြိကက်တာမျိုးသဘောကျတာမျိုးတွေဒါသူတို့ရဲ့ကံကြောင့်ကြုံတွေ့ရတတ်တယ်နော်အဲ့ဒါတောက်ကြတာမြရာစာဘွားလေးတွေပေါ့နော်အဲ့ဒါလေးတွေကကိုယ်ကိုအဲ့လိုမျိုးငယ်ငယ်လေးတွေကနေပြီးတော့အဲ့လိုမလွတ်လပ်သူတွေတက်ကြီးရွယ်ဦးတွေနဲ့ကိုယ်ကိုစိတ်ဝင်စားတာမျိုးကိုယ်ကိုသဘောကျတာမျိုးကြုံတွေ့ရ တယ်တချို့ငငယ်ရွယ်နဲ့အိမ်အောင်ကြတာမျိုးတွေကြုံတွေ့ရတဲ့အခြေအရေကိုဦးစားပေးတဲ့သူဆိုရင်ပေါ့နော်အဲ့တော့ရုပ်တဲ့အိမ်အောင်ကြတာမျိုးတွေအသက်ငငယ်ရွယ်နဲ့အိမ်အောင်ကြတာမျိုးတွေရှိတတ်တယ် ဲ့တော့မိမိတို့အနေနဲ့ကပေါ့နော်အဲ့တော့ရီစားများပြီးတဲ့ဖက်မတည်တဲ့သူတွေလို့ပြောလို့ရတယ်အဲမိမိတို့ကပေါ့နော်တခါလေပေါ့ကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေများပြားနေတဲ့အခါမှာဟိုတယောက်လိုလိုဒီတယောက်လိုလိုဟိုလူကိုရွေးတော့မလို့ဒီလူကိုရွေးရတော့မလို့ねအဲ့လိုမျိုးဖြစ်ပြီးတကက်တကက်ကိုရွေးချန်လိုက်တဲ့လူကနော်ကိုယ်ပေါ်မကောင်းတဲ့လူဖြစ်တတ်ပါတယ်ထို့ကြောင့်အချင်းမှာရှေ့တန်းတင်လို့မရအောင်အချစ်ကိုရှေ့တန်းတင်ပြီးတော့ရွေးချန်လို့မရတဲ့သူတွေမှာပါပါတယ်နော်အဲ့တော့အဲ့တော့အချစ်ကိုနော်ရှေ့တန်းတင်တဲ့သူတွေဆိုငငယ်ရွေးနဲ့ဘဝပြတ်တာမျိုးတွေအိမ်အောင်ကြတာမျိုးတွေမလို့လဲသူတွေနဲ့အိမ်အောင်ကြတာမျိုးတွေအကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့အချင်းရဲ့မမီးရ ာထင်သလောက်ကံမကောင်းနေတာကံမကောင်းနေဘူးပေါ့နော်ပေးဆက်သလောက်ပြန်မရနိုင်ဘူးပေါ့မေတ္တာရေးခံနာမှာကိုကအမြဲတမ်းအနစ်နာခံရတတ်တယ်ပေါ့နော်ကိုကိုကြည်လိုက်ချင်တော့မာကြောတယ်အာပြောမယ်ဆိုရင်ဒီတီကြီးတဲ့ခံညားတဲ့အကြောတင်းနဲ့ထင်ရပေမဲ့မေတ္တာရေးခန္ဓာရည်တွေမှာကြည်လိုက်တဲ့အခါမှာအများအားလို့လို့အရှုံးပေးနေရတဲ့အလျှော့ပေးနေရတဲ့တဲ့နော်ပေးဆက်ပြီးတော့အနစ်နာခံရတဲ့သူမျိုးလေးတွေဖြစ်တယ်အချို့ကဥစားပေးစင်းကြောင့်အပူတော့ကများတတ်တယ်နော်အချစ်ကိုဘွားကြီးလုပ်တဲ့သူတွေအတွက်ကတော့အပူတော့ကများတတ်တယ်အဲ့တော့မမီးက ဒါဒါဘဝတလန်းပေါ့နော်အချက်ကိုဦးစားပေးတဲ့သူတွေဆိုဘဝတလန်းနှေးတာမျိုးဘဝပြတ်တာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့မိမိဘဝတလန်းနှေးစေတတ်တဲ့အတွက်အချက်ကိုဦးစားပေးလို့မရတဲ့သူမျိုးတွေမှာပါတယ်ဘဝမှာပညာရတက်စီဘဝရနှစ်အချက်ကိုသုံးနေမှာထားပြီးတော့စူးစမ်းမှအောင်မြင်မယ်တိုးတက်မယ်ကြော်စုံးမယ်သူမျိုးတွေဖြစ်တယ်အချက်ကိုနံပါတ်တက်ဦးစားပေးလို့ရတော့ဒုက္ခရောက်တတ်တယ်ငွေရွေနဲ့ဘဝပြတ်တတ်တယ်ပေါ့နော်အားလေးတွေကအာသတိထားရမယ့်အချက်တွေပေါ့ထို့တဲ့ ချင်းကိုစိတ်မြင့်လို့မရဘူးပို့ပေါ်ပါပါထားပေါ့နော်ပို့ပေါ်ပါပါတွေထားပါစိတ်မြင့်ချင်းကိုပဲနော်ဒုက္ခရောက်တတ်တယ်အဲ့တော့စိတ်မြင့်တဲ့အတွက်အပူကင်းနိုင်တယ်အဲ့တော့မိမိကသာအချိန်ပိုင်းနေမှာနေ့နာကံပေးဆက်တယ်မိမိချစ်တဲ့လောက်ပြန်အချင်းမခံရတာမျိုးအချိန်ပိုင်းနေမှာနော်ဒါအချိန်တခုလေးလာပြီးတော့လက်ခံရတာမျိုးပြုလုပ်ပေးပါနော်ပေးဆက်တဲ့လောက်ပြန်မရနိုင်ဘူးချစ်စားခင်စားကျင်နာစားတော့အရန်နေအဆင်ပြေပြီးတော့နောက်ပိုင်းအချိန်ကျလာတဲ့မြနော်ဘလောက်ပဲကိုကအနေနာခံခံကိုပေါ့အကောင်းမင်းမင်းနာရန်လိုတာတိုက်ခိုက်တာဖောက်ပြန်တာမျိုးတွေ ကြုံတွေ့ရတတ်တယ်ထို့ကြောင့်ဒါအခြေခံနာကိုပေါပေါပပါထားပြီးစိတ်မနစ်ဖဲနဲ့နေပါအဲ့တော့ကိုချစ်ရတဲ့သူတွေကိုကိုချစ်တဲ့သူကိုရွေးချယ်ပါเนาะဒီနှလုံးသားနဲ့မရွေးချယ်ဘဲနဲ့ဦးနှောက်နဲ့ရွေးချယ်တာတော့အကောင်းဆုံးပါကိုချစ်သူထက်သူချစ်ကိုရွေးချယ်တာတော့ပိုပြီးအဆင်ပြေနိုင်ပါတယ်ဒါတော့ဒါရာစာဘွားနော်တောက်ကြသားသမီးလေးတွေတိကျွင်းနေရဲ့နော်အခြေမြစ်တာရေးခဏလေးပါနောက်ထပ်အိမ်နောင်ရေးခဏလေးကိုပြပြပေးသွားမှာပါနော် ိမ်နောင်ရဲကိုကြီးလိုက်တဲ့အခါမှာဒါရာစာပွားတောက်ကြသားသမီးတကျွန်းနေရဲ့အိမ်နောင်ရဲကံကအနေထားပိုင်းနေမှာဒါအနှဲငယ်အညာပိုင်းလေးတွေရှိနေတတ်တယ်သူတို့ရဲ့အိမ်နွေးရေးပိုင်းနေမှာလည်းအများတန်းပူပန်တတ်တယ်ငယ်စဉ်ခါရဲကနေစပြီးတော့အိမ်နွေးရေးပိုင်းနေမှာလည်းပူပန်ပူပန်မှုလေးတွေရှိမယ်အကြီးကအထက်လူကြီးเนาะကြောင်စိတ်ပူပန်တာမျိုးစိတ်ညစ်ရတာမျိုးအဆိတ်ရှုပ်ရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုယ်စိတ်နဲ့တထတဲ့မကြတာမျိုးလေးတွေလည်းငယ်စဉ်နေရာကြုံတွေ့ရတဲ့သူတို့အိမ်နောင်ကြရင်လည်းအိမ်နောင်ဘက်အပေါ်အိမ်နောင်ဘက်အုပ်စုတိုင်းဝိုင်းပေါ့လို့မကြတဲ့စိတ်ကံစားချက်တွေကြောင့်အိမ်နွေးအိမ်နောင်ရေးလေးတွေအေးချမ်းမှုအားနဲ့ က်တာပေါ့နော်ဆင်းရဲဆရာလေးတွေကြုံတွေ့ရတတ်တယ်အိမ်အောင်ကြကာစနှစ်နှစ်သုံးနှစ်လေးငါးနှစ်လောက်ပဲအေဂျင့်မှုတွေရှိပြီးနောက်ပိုင်းကျရင်တော့အစမပြေမှုလေးတွေရှိနေတတ်တယ်ပေါ့နော်အဲ့လိုမျိုး အဲ့တော့အိမ်အောင်ရဲ့ခန္ဓာတွေမှာလည်းမိမိတို့ကငငယ်ရွယ်နဲ့အိမ်အောင်ကြားခဲ့မယ်ဆိုအိမ်အောင်30နဲ့မမြဲတာမျိုးအိမ်အောင်20နဲ့အိမ်အောင်20ကနေ30ရှိတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့လိုမျိုးရုပ်တဲ့အိမ်အောင်ကြားရင်လည်းရုပ်တွေကွဲလက်တတ်တယ်တင့်တော်တဲ့အရွယ်လေးတွေမှာအိမ်အောင်ကြားမှအိမ်အောင်ရေးအေးချမ်းနိုင်တယ်အသက်26 29ကနေနောက်ပိုင်းအိမ်အောင်ကြားခဲ့မယ်ဆိုရင်အဆင်ပြေပြီးတော့အချိန်ပိုင်းမှာအိမ်အောင်ကြားခဲ့မယ်ဆိုပူပန်မှုတွေကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အိမ်အောင်ရေးကမိမိရွေးချယ်တဲ့အိမ်အောင်ဘက်ကတနင်းကုန်တွေသာသမီတို့နော်အဲ့တော့တနင်းလာသာသမီတို့ဆိုပူပန်မှုတွေရှိမယ်အေးချမ်းမှုအားနဲ့ A day. နော်အေးချမ်းမှုအားနဲ့တက်တယ်အထိုးနေသားတွေနဲ့လက်ထပ်ထားတဲ့သူတွေယူထားတဲ့သူတွေချစ်သူသမီးစားဖြစ်နေတဲ့သူတွေအတွက်ကပူလောင်မှုတွေရှိမယ်မိမိဘက်ကပဲအလျှော်ပေးအရှုံးပေးနေရမယ်အိမ်အောင်ဘက်ကြောင့်ချစ်သူကြောင့်အများအားပူပန်တက်တယ်ပေါ့နော်ဒီနေသားတွေကတော့ကိုယ့်အတွက်တသက်တာမှာညံ့တဲ့နေသားလေးတွေဖြစ်တဲ့အေးချမ်းမှုအားနဲ့တက်တဲ့နေသားတွေဖြစ်တတ်ပါတယ်နော်အဲ့လိုမျိုးအဲ့တော့အိမ်အောင်ရင်းမှာကအချိန်တခုလေးလာပါတင့်တော်တဲ့အရွယ်မှာเนาะအိမ်အောင်ပြုပါเนาะအိမ်အောင်ကြပြီးနောက်ပိုင်းကိုကိုကိုင်နဲ့နေတာမျိုးကိုတို့ကိုရှင်ရက်တရတက်တယ်အိမ်အောင်အိမ်အောင်ကြပြီးပြီဆိုရင် ော့ဒါကိုအိမ်ောင်ဘက်ကဟိုစီးပွားရှာနိုင်လို့မိကိုအနေနဲ့နေတာမျိုးလုံးလုံးမရဘူးကိုတို့ကိုရှင်ရက်တရမဲ့သူမျိုးတွေဖြစ်တဲ့အတွက် ဘဝမှာကိုကိုကိုအားကိုပါကိုပိုင်ဝင်ဝင်နဲ့ရက်တီပါကိုကိုအင်းနဲ့နေနော်အဲ့လိုကိုပိုင်စီးပွားရေးကိုပိုင်လုပ်ငန်းလုပ်ပြီးစိတ်တူကိုယ်တူလော်တဲ့နိုင်မှာအေးချမ်းပဲဆန့်ကျင်ဘက်အရာတွေဖြစ်လာပြီးအိမ်တော်ရေးဆရာရှုပ်တာမျိုးပျော်ပါတောက်စားလိုက်တာမျိုးနော်အဲ့လိုမျိုးတွေဆိုရင်အဲ့ဒါအိမ်တော်မတည်မြဲတာမျိုးတွေဘဝမှာကြုံတွေ့ရတတ်တယ်ထို့ကြောင့်အိမ်တော်ရေးခန္ဓာလေးတွေမှာနော်အေးချမ်းမှုလေးအနှဲငယ်အားနဲ့တက်ပြီးတော့နော်ဒါအချိန်တစ်ခုလေးလာပြီးရွေးချယ်မှသာမိမိတို့ရဲ့အိမ်တော်ရေးလေးတွေအဆင်ပြေလိမ့်မယ်ပေါ့နော်စိတ်တူကိုယ်တူလော်တဲ့နိုင်မှသာအဆင်ပြေလိမ့်မယ်အိမ်တော်ရေးခန္ဓာနည်းနည်းလေးအားနဲ့တက်တဲ့သူ မျိုးတွေဖြစ်တယ်မေတ္တာရေးအိမ်တော်ရေးခန္ဓာတွေပေါ့နော်နောက်ထပ်အာစမချမ်းမအိမ်ခန္ဓာလေးတွေပြပြပေးသွားမှာပါနော်ကျွင်းတောက်ကြသားသမီးရာစာပွားလေးတွေရဲ့ပေါ့နော်ဒါ ကျမ်းမာဧကန်နာလေးကိုပြောပြပေးသွားမယ်။အဲ့တော့ကျမ်းမာဧကန်နာလေးတွေကနော်ငယ်စဉ်မှာဖြစ်တဲ့ယောဂါလေးတွေကနော်ဘာလေးတွေဖြစ်တယ်လဲဆိုတော့အနာပေါက်တာ၊ယာနာပေါက်တာ၊ရင်ပြည့်၊ရင်ငယ်၊ချောင်းဆိုးရင်ကျက်တာ နော်နောက်ပြီးတော့မကြမကြပေါ့နော်ဖြားနာတာလေးတွေဖြစ်တတ်တယ်ငယ်စဉ်မှာအဲ့တော့အသက်ကြီးပိုင်းလူလက်ပိုင်းတွေရောက်လာတဲ့အခါမှာမကြမကြဖြစ်တတ်တဲ့ယောဂါလေးတွေက အဲ့ဒီအနေနဲ့ပါတဲ့ယောဂအောင်ကြောအားနဲ့ယောဂအစာရင်ဝမ်းပိုက်နဲ့ပတ်သက်တာအရေးပြားရာရန်တာတော့အိတ်မပြောတာအိတ်မပြောတတ်တဲ့ယောဂပေါ့နော်အောင်ကြောအားနဲ့တတ်တဲ့ယောဂအဲ့ဒီဟာလေးတွေဖြစ်တတ်ပါတယ်နော်အသက်ကြီးပိုင်းနေကြရင်တော့ဒါအသွေးသားမမှန်တဲ့ယောဂလေးတွေထပ်ဖြစ်လာတတ်တယ်ဒါတွေကတော့ဒါ ညာတော့အဖြစ်ဖြစ်တတ်တဲ့ယောဂါလေးတွေပေါ့နော်။အားချောင်းမလို့ဒါအသက်ကြီးပိုင်းရောက်ရှင်အဓိကအောင်ဂျောပိုင်းနဲ့ပတ်သက်တာအစာရင်မျက်စိစိမျက်စိအစာရင်ဝမ်းပိုင်းနဲ့ပတ်သက်တာလေးတွေအရေပြားရာရန်တာလေးတွေပေါ့နော်။အဲ့ဒါအဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့အဲအဲ့ဒါလေးတော့နည်းနည်းလေးသတိထားပါတော့ဒီယောဂါလေးတွေကမကြမကြဖြစ်တတ်တဲ့ယောဂါလေးတွေဖြစ်တယ်ပေါ့နော်။ နောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့နော်ပညာရေးခန္ဓာလေးတွေကကောင်းမွန်သူတွေဖြစ်တယ်ပေါ့နော်ပညာရေးပိုင်းတွေမှာအာရုံစိုက်ပြီးစ조사နိုင်ရင်အောင်မြင်မှုရရှိမယ်စ조사ရင်စ조사တလောက်ကိုထွန်းပေါက်အောင်မြင်မယ်ပညာတက်လေးဘဝလန်းကီးဖြံပြူလေးနော်အဲ့လိုမျိုးအဲ့တော့ပညာရေးမှာကိုကအောင်မြင်မှုတွေရရှိလေးပေါ့နော်ကိုဘဝရဲ့အထောက်အကူတွေဖြစ်လေးပဲအဲ့တော့ဘဝရရင်နှစ်ထပ်ကွမ်းတောင်ရနိုင်တယ်နော်သူများထက်လည်း조사နိုင်စမ်းရှိတယ်အောင်မြင်မှုတွေလည်းရနိုင်တဲ့သူမျိုးဒါပေမဲ့ပညာရေးကိုခက်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 조사ရုံးကန်ရတဲ့တဲ့နောက်ကနေထောက်ပံ့ထောက်ပံ့မှုပံ့ပိုးပေးမှု အားနေတတ်တဲ့သူမျိုးတွေဖြစ်တတ်တဲ့ကိုကိုကိုနော်ယုံကြည်မှုနဲ့အားစိုက်ထုတ်စူးစမ်းနိုင်မှသာအဆင်ပြေမယ်ပေါ့နော်။နော်ပညာသင်ချိန်လေးတွေမှာခက်ခဲမှုလေးတွေရှိမယ်ပေါ့နော်။နော်ပညာရေးကိုစိတ်မနစ်ဖက်နဲ့တခြားအရာတွေစိတ်နစ်နေမှုကြောင့်ပညာရေးခက်ခဲတာမျိုးတွေဘဝမှာကြုံတွေ့ရတတ်တယ်။ထို့ကြောင့်ပညာရေးကိုစိတ်နစ်ပြီးစူးစမ်းနိုင်တဲ့သူတွေကအောင်မြင်မှုတွေထွန်ပေါင်းမှုတွေနော်စူးစမ်းသလောက်အောင်မြင်မှုတွေရရှိမယ်ပေါ့နော်။ထို့ကြောင့်ပညာရေးဘိုင်းမှာအဖြစ်စီနောက်ဆက်တွေဖြစ်တဲ့ကျန်းမာရေးခန္ဓာလေးတွေအားနေတာမျိုးအခြေရေးမြင့်တာရေးခန္ဓာတွေလူမှုရေးခန္ဓာတွေကိုစိတ်နစ်နေမှုကြောင့်ပညာရေးခက်ခဲတာမျိုးတွေ ကြုံတွေ့ရမယ်ထိုးရာတွေကျော်လာနိုင်အောင်မြင်မှုရရှိလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ထိုးရာတွေမကျော်လာနိုင်ဘူးဆိုရင်ပညာရေးမှာတပိုင်းနဲ့စာလေးတွေဖြစ်တတ်တာပေါ့နော်ဒီလိုမျိုးလေးတွေရှိတယ်ထို့ကြောင့်ပညာရေးကိုစိတ်နှစ်ပြီးစူးစမ်းရင်အောင်မြင်မှုတွေဒါရရှိမဲ့သူမျိုးလေးတွေဖြစ်တယ်ဒါတော့ တကျွင်းတောက်ကြသမီးတောက်ကြသားသမီးယာစာဘွားလေးတွေရဲ့ကန့်ချမာလေးတွေကိုဆင်မကပြပြပေးသွားတာဖြစ်ပါတယ်เนาะအဲ့တော့ကိုကဒါတကျွင်းတောက်ကြသားသမီးယာစာဘွားဖြစ်ချင်းဒီလိုမျိုးလေးတွေပေါ့เนาะတချို့ငယ်သူတွေဆိုရင်ဆောင်ရွက်ဆောင်လေးတွေဖြစ်ဖြစ်ထားတဲ့သူတွေကအရှိမထပ်ပြီးတော့ဒီလိုမျိုးလေးတွေမကြုံတွေ့ရအောင်ကြုံတွေ့လာရင်လည်းဘယ်လိုမျိုးလေးတွေဖြေရှင်းရမလဲဆိုတာကိုအာကိုကိုကိုသုံးသက်ပြီးတော့ဒါဒီတေချာပေါ့เนาะပြုမှုနေထိုင်မယ်ဆိုရင်အရာအဆင်ပြေချောမှုမှုတွေဖြစ်လာပါလိမ့်မယ်ထို့ကြောင့်တကျွင်းယာစာ ဘွားတောက်ကြသားသမီးတွေလည်းအဆဆအရအဆင်ပြေမှုရှိကြပါစေ။လုပ်ငန်းစီးပွားတိုးတက်ကြပါစေ။အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေ။ယောဂဘေးအန်ဒီဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။